အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်။ Arsenal သင်းနေတဲ့အခုလက်ရှိမှာသူတို့ရဲ့ဒါကျွန်တော်တို့ခံစစ်ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ Saliba ကိုတော့ La Min နွေရာသီမတိုင်ခင်မှာစာချုပ်အစ်တစ်ကိုအများဆုံးချုပ်ဆိုနိုင်လိမ့်မယ်လို့ဒါကျွန်တော်တို့ Austin ကရည်သားထားခဲ့တာကိုရည်တွေ့ရမယ်ဗောနော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းနေနဲ့ဒါကျွန်တော်တို့ တီကြတဲ့အတိုင်းပဲသူရဲ့ခံစမှုဖြစ်တဲ့ William Saliba ကိုတော့ဒါတီကြတာတစ်ခုအနေနဲ့ဒါပုတ်ပွက်လင်းလင်းပြောရမယ်ဆိုရင်တော့ လောက100%တေးကြတဲ့ခုအနေနဲ့ဒါအာစတိုသေးနေနဲ့ဆာလီဘာကိုလုံးဝလွတ်လွတ်ကူကူအသင်းကပေးထွက်မှာမဟုတ်ပါဘူး။ဒါဝီလျံဆာလီဘာကိုဒီနှစ်လွေမှာဒါကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းအနေနဲ့ကျွန်တော်တို့ဒါခေါ်ယူဖို့အတွက်တောက်လျှောက်ပြင်ဆင်နေပြီးတော့ဒါတကယ်လဲလာမယ့်နွေရာသီအတွင်းမှာကန့်လန့်ဖို့အတွက်စီစဉ်ရှိတယ်။ဝီလျံဆာလီဘာကိုလည်းလက်ရှိမှာဒါကျွန်တော်တရားဝင်စကားပြောဆိုမှုတွေပြုလုပ်နေပြီဆိုတဲ့သတင်းတွေထွက်လာတဲ့အကြောင်းမို့ဒါတီယာ2တီယာ3 level မှာလည်းခဏခဏတက်လာတွေ့ရမယ်။ဒီသတင်းကိုအဓိကနောက်ပိုင်းတင်လာတာကမာကာဘက်ကတင်လာတာဖြစ်ပြီးမာကာကလည်းလက်ရှိမှာ ာတရားဝင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုတင်ဆက်လာတာကိုတွေ့ရမှာပါတယ်အဲ့တော့ရီယမ်မက်ဒရစ်တင်းနေတဲ့ဝီလျံဆာလီဘာကသူ့ရဲ့ခံစေကြောင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်လာဘူးရေဒါကျွန်တော်ခံစေကြောင်းမှာဒါကျွန်တော် လုံးဝကို ပြောင်းလဲမှုအတွက်မှာလီဒါပေါ့နော်ဒါကျွန်တော်တို့အဲခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ဝီလျံဆာလီဘတ်ကိုသတ်မှတ်ထားတယ်လက်ရှိမှာရီယမ်မက်ဒ်က3ရဲ့ကန်ဆယ်မှုတွေဖြစ်တဲ့ကျွန်တော်အန်တိုနီရူရီကဒါကျွန်တော်အလာဘာဒီလိုကစားသမားတွေကိုလည်းလာမယ့်လွေရာဒီမှာအသင်းကနေပြီးတော့ဒါရောင်းထုတ်သွားဖို့ရရှိတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်အလာဘာကလက်ရှိမှာရီယမ်မက်ဒ်နဲ့ဇလန်ကပြတ်ဖူးရခိုင်နှုန်းများတယ်ရူရီကကအခုလက်ရှိမှာသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ချယ်ဆီကပြန်လဲခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာရီယမ်မက်ဒ်ရဲ့ဆန္ဒဘက်နေရာမှာ SSC ကိုတယောက်ကလွင်ဘဒူးမှတည်တည်ချာချာမရှိတော့မနေထားမှရှိတယ်လာမယ့်လွေရာဒီတော့လည်းဒါရီယမ်မက်ဒ်ဒရက်ကဒ ကျွန်တော်တို့ဇာပြီးအလွန်ဆိုးနီးပြအသည့်ဖြစ်လာဖို့အတွက်တေချာလောက်နီးနီးဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါကျွန်တော်တို့ William Saliba ကိုခေါ်ယူဖို့အတွက်အပြင်းထန်ကြိုးစားနေတာဖြစ်တယ်အဲ့တော့ William Saliba ကိုဒါကျွန်တော်တို့ Real Madrid အသင်းအနေနဲ့နှစ်ခုပုံစံမျိုးနဲ့ကြိုးစားနေတယ်ပထမအဦးဆုံးတစ်ခုကတော့အဖြေကတော့ရှင်းတယ်သူတို့အနေနဲ့ဒါကျွန်တော်တို့ Arsenal အသင်းစီကနေပြီးတော့တကယ်ငွေကြေးပေးပြီးဝင်မယ် ဒုတိယတစ်ခုကတော့အပြေကတော်တော်လေးကိုဒါအခုနောက်ပိုင်ဒါရီယယ်မက်ဒရစ်အသင်းကျင့်သုံးနေခဲ့တယ်လို့ပဲဒါကီလီယန်အမ်ပါပီအလဇနာအာနိုဒါကျွန်တော်ဒီလိုကစားသမားတွေကိုခေါ်ယူတဲ့ပုံစံမျိုးခက်ဆယ်ဆင်ကိုဒါရီယယ်မက်ဒရစ်အသင်းနေနဲ့ကျင့်သုံးသွားဖို့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကစားသမားစာချုပ်တက်တန်းကုန်လာတော့မယ့်အတွက်ကြောင့်မလို့ဒီကစားသမားကိုဒါကျွန်တော်တို့အလွတ်နဲ့ခေါ်ယူဖို့အတွက်ပြင်ဆင်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုလုပ်တယ်အပထမဦးဆုံးဒါကျွန်တော်ရီယယ်မက်ဒရစ်ကတော့ဒါသူတို့အတွက်ကပေါ့နော်ကျွန်တော်ကျွန်တော်မြင်မဟုတ်ဘူးနော်သူတို့အတွက်ကသူတို့အတွက်က respect ရှိရှိနဲ့အာဆုံအသင်းကိုတရားဝင်ချိတ်ဆက်ပြီးတော့ဒါကျွန်တော်တို့စာလီဘာကိုခေါ်ယူဖို့အတွက်လာမယ့်နေရာဒီမှာ ာပြင်ဆင်တယ်အဖေကတော့ရှင်းတယ်သူတို့ရဲ့ line leader ဒါ William Solly ကတော့ပုံကိုရေးရရသဘောတူညီမှုအရင်ဆုံးအခုချိန်မှာကြိုးစားနေဖြစ်တယ် of course ပြဿနာကလည်း real madrid လို့အတင်းမျိုးက light နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ agent နေနဲ့အမြင်နဲ့ဒါရင်ခုန်စိတ်လှရှားဖို့ဖြစ်တယ်အဲ့တော့ အေးချက်ဒါကျွန်တော်ဖတ်ရတော့ပေါ့နော်မာကာရဲ့ရေးသားထားပုံရဆိုရင်တော့ဒါကျွန်တော်တို့ဝီလျံဆာလီဘာရဲ့အေဂျင့်ကမကြာခဏဆိုသလိုရီယယ်မက်ဒရီရဲ့ဒါကျွန်တော်အေဂျင့်နေတော့ရီယယ်မက်ဒရီရဲ့ဒါကျွန်တော်ဟိုအရေးပါတဲ့လူတွေနဲ့မကြာခဏတွေ့ဆုံတဲ့ပုံစံမျိုးရေးထားတယ်ဒါကျွန်တော်တို့ဆာလီဘာကလည်းရီယယ်မက်ဒရီကိုဒါကျွန်တော်အတော်တန်စိတ်ဝင်စားမှုရှိခဲ့ပေမဲ့အခုလက်ရှိချိန်မှာတော့သူကအသေးမြောက်မှုအစီအစဉ်မရှိဘဲနဲ့အာဆိုအသင်းမှာသာဆက်လက်ပြီးတော့ဒါကျွန်တော်နေချင်တဲ့တယ်မှာပါအဲ့တော့ဒီနေရာမှာအရေးကြီးဆုံးအချက်ကအေဂျင့်ပဲအေဂျင့်နေတဲ့ဒါဝီလျံဆာလီဘာကိုဘယ်လိုမျိုးပုံစံမျိုးနဲ့တွန်းသွားမလဲတော့တော်တော်လေးကိုစိတ်ဝင်စား ဖို့ကောင်းတယ်စာချုပ်သက်တမ်းကလည်းဒါခုနောက်ပိုင်းဒါကျွန်တော်တို့ Real Madrid အတင်းတခြားသောကစားသမားတွေ approach လုပ်ရင်သက်တမ်းတစ်ခုဖြစ်လာခဲ့ပြီနှစ်နှစ်ကျန်တဲ့စာချုပ်ပေါ့နော်2029ခုနှစ်မှာဒါကုံတော့မဲ့ဒါ William Saliba ရဲ့စာချုပ်ကိုတို့အနေနဲ့မှီပြီးတော့အခုလက်ရှိမှာတောက်လျှောက်ဒါဆွေးနွေးနေဖြစ်တယ် Of course ခုနကပြောလို့ပဲမင်းတို့ငါတို့စီမှာဆော့မယ်ဆိုလာမယ့်နှစ်မှာ Champions League ဒါငါတို့ကစားပြီးအလွန်ဆိုးလို့နီးပြမှုနဲ့အဲ့တော့အခုချိန်မှာလည်း ရီယယ်မဒရစ်သင်ကနီးပြတသက်မှတ်ထဲရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့ပုံစံမျိုးနဲ့ဖြစ်လာမလဲဆိုတာကလည်းတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းလာမယ်တို့ကျွန်တော်အနေနဲ့မြင်တယ်။ရီယယ်မဒရစ်သင်ရဲ့လာမယ့်နေရာဒီမှာအဖြေကတော့ရှင်းတယ်။တို့အနေနဲ့ဒါကျွန်တော်တို့ဆာလီဘောက်ကိုတရားဝင်ကမ်းလှမ်းမှုပုံစံမျိုးပြုလုပ်လိမ့်မယ်။ပေါင်တန်80 85တန်ယူရိုတန်100ပတ်ချာလဲဝိညာဉ်ညာနဲ့ကမ်းလှမ်းလိမ့်။ဘောက်ဆိုခုနပြောသေးပဲတို့ရဲ့လက်ရှိခံစစ်တွေကလက်ရှိတို့အနေနဲ့ဒါရီယယ်မဒရစ်စတန်ဒတ်ရှိရလို့မခံစားရတော့တဲ့အတွက်ကြောင့်မို့ဒီနေရာမှာဒီကစားသမားတွေကိုခေါ်ယူဖို့အတွက် တောက်လျှောက်ပြင်ဆင်နေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောပြရစီအဲ့တော့အဓိကဒီနေရာမှာဆွေးနွေးရမယ်နောက်တစ်ချက်ကဘာလဲလို့ပြောရမယ်ဆိုရင်တော့ William Saliba ကိုတိုင်ပဲ William Saliba ကအခုချိန်မှာဒါ David Austin ရေးသားထားပုံဆိုတော့သူဟာ Arsenal အသင်းမှာတော်တော်လေးကိုပျော်ရွှင်နေပြီးတော့ Arsenal အသင်းမှာဆက်ရှိနေကြတယ်။ Arsenal အသင်းကသူ့ရဲ့လက်ရှိဒါကျွန်တော်တီနေရလို့ခန်းစားရပြီးလက်ရှိမှာ Arsenal အသင်းနဲ့သူ့အနေနဲ့အလုပ်တွေမပြီးပြတ်သေးဘူးလို့ခန်းစားရတယ်။ Arsenal အသင်းရဲ့လက်ရှိမှာ William Saliba ကစုပလားတွေများစွာကိုစွတ်ကူးနိုင်ပြီးတော့ Arteta ရဲ့လက်အောက်မှာသူဒီထက်ပိုကောင်းလာနိုင်မယ်လို့ကစားသမားကို ပဲယုံကြည်ထားတယ်။ဒါကြောင့်မို့သူတို့အနေနဲ့ဒါအခုလက်ရှိမှာဒါ agent က option အခုလုံးကိုသူတို့အနေနဲ့ဒါဆွေးနွေးနေပါတော့အာစနယ်သင်းပတ်အခုလက်ရှိမှာဝီလျံဆာလီဘာကိုတရားဝင်စာချုပ်တဲ့ပုံစံမျိုးကန့်လန့်မှုမရှိပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စာတင်ပြီးတော့ဆွေးနွေးနေတယ်ဆိုတဲ့ပုံစံမျိုးအော်စတြေးလျပြောတာ။ဒါပေမဲ့ဒီနေရာမှာ ကျွန်တော်လေးကိုစိတ်ဝင်စားဖို့အကောင်းဆုံးစကားလုံးတစ်ခုကတော့ဒါကျွန်တော်နောက်ဆုံးစာကြောင်းတစ်ကြောင်းပဲဒါလက်ရှိဒါကျွန်တော်အခြေအနေတွေအရဒါဝီလျံဆာလီဘာကိုဒါကျွန်တော်တို့ဝီလျံဆာလီဘာရဲ့အေဂျင့်အနေနဲ့ဒါဝီလျံဆာလီဘာရဲ့စာချုပ်အပေါ်မှာဆုံးဖြတ်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုရေးတာအဲ့ဒါကဘာကိုပြောရလဲဆိုတော့အဖြေကရှင်းပါတယ်အဖြေက100%ရှင်းတဲ့ဥစ္စာကဘာလဲဆိုတော့ဝီလျံဆာလီဘာအနေနဲ့အခုလက်ရှိခြေစွမ်းနေရသူ့ရဲ့စာချုပ်ကစောက်ရမ်းကောင်းနေမှရမယ်ဆိုတဲ့ပုံစံမျိုးကိုဒါပြောချင်တာဖြစ်တယ်အဲ့တော့ခုနကပြောလို့ပဲလက်ရှိမှာဝီလျံဆာလီဘာကိုအာစနယ်သင်းကစာချုပ်တဲ့ပုံစံမျိုးကမ်းလှမ်းမယ်ဆို ိုရင်တပတ်လောက်ခပေါင်3သိန်းနဲ့3သိန်းခွဲပတ်ချာလဲဝင်ကျင်ကြပြည့်ရမယ်။လက်ရှိမှာဥရောပရဲ့အကောင်းဆုံးခံစင်မှုကိုအကောင်းဆုံးတော့ဒါကျွန်တော်တို့အကောင်းဆုံးခံစင်မှုတွေတဲ့တယောက်ကိုအကောင်းဆုံးခံစင်မှုတွေတဲ့တယောက်ရဲ့လစာတစ်ခုအနေနဲ့ကန့်လန့်ရမယ်။အဖြေကရှင်းတယ်။အဲ့တော့ဒါဆာလီဘအေဂျင့်ကအခုချိန်မှာဒါရီယယ်မက်ဒရစ်ကိုယ်တိုင်ကလည်းစိတ်ဝင်စားပြီးဖြစ်တဲ့ကြောင့်မို့အေဂျင့်ကဈေးကင်တော့မယ်။အဲ့တော့အာစနယ်ဘက်ကလည်းရှင်းပါတယ်။အာစနယ်ကလည်းဝီလျံဆာလီဘကိုအသင်းမှနေစေခြင်းနဲ့ကစားသမားတွေကိုပြိသက်တွေကိုအကုန်လုံးကဆာလီဘကိုချစ်တဲ့အတွက်ကြောင့်မို့ဒီဈေးကသူတို့အနေနဲ့ပေးနိုင်တဲ့ဈေးတစ်ခုဖြစ်တယ်။အဲ့တော့ဒီနေရာမှာတချို့သောကောလာဟာလာတွေကတစ်ဖက်ကအေဂျင့်အနေ နဲ့တောင်းဆိုမှုတွေမြင့်တက်ပြီးတော့ဒါ bonus တွေပါတောင်းလာနိုင်တယ်ဆိုတဲ့ဥစ္စာဖြစ်သွားတယ်အဲ့တော့ပြောချင်တာကခုနကပြောလို့ပဲဒါတစ်ဖက်ကပြဿနာကဗျ real madrid ရောက်လာတာပဲဗျ real madrid ရောက်လာတဲ့အချိန်မှာကစားသမားတွေကတော်တော်လေးကိုနေရင်တိုင်ဘဝေမြင့်သွားတယ်ဆိုတဲ့ပုံအဲ့တော့ဆာလီဘာတော့ဘဝေမြင့်သွားတယ်ကြောင့်မသိဘူးဆာလီဘာတော်တော်လေးကို humble ဖြစ်တဲ့ charity တွေရောဒါပေမဲ့ပြဿနာ agent ပဲ agent နေကင်တွေတဲ့ကစားသမားတွေအမြဲတမ်းဆောက်ချူးမပြေတော့ real madrid ရောက်လာပြီဆိုတော့အဲ့တော့ real madrid သူတို့ခုချိန်မှာဒါစာချုပ်တစ်ဖက်ကဒါလက်ရှိမှာ lip sorry ်အာဆနိုသင်းကကြိုက်တော့အာဆနိုသင်းကအဆင်မပြေဘူးပေါ့နော်ဒါကျွန်တော်စာချုပ်တက်တန်းရစာချုပ်တက်တန်းမဟုတ်စာချုပ်အာမူမန့်အရာတိတ်အဆင်မပြေဘူးဆိုတော့တို့က change ပြောမယ်လေငါတို့အခုချိန်မှာ real madrid ကစိတ်ဝင်စားနေတာ real madrid ကဒီထက်ပိုကောင်းတဲ့ဥစ္စာတော့ပြည်မင်းတို့ဘာလို့မပေးနိုင်လဲဆိုပြောချင်တာဗျာဟိုလှပတော့နီးနေတာကျွန်တော်ငွေညစ်တယ်ဆိုတော့ပုံစံမလို့တွေ့ရတယ်အဲ့တော့စာလီဘကွယ်ထားမှုလောက်မှမဟုတ်ဘူးတေချာတယ်ဒါပေမဲ့စာလီဘရဲ့ agent အဲ့တော့အခုလက်ရှိဒါကျွန်တော်ဘောလုံးခင်မှာ agent တွေဘယ်လောက်စောက်ချင်ရလဲဆိုတော့အကုန်လုံးသိပြီးသားဖြစ်နေမယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် arsenal သင်းကဒီကိစ္စတော်တော်လေးကိုကြော်ဖြတ်ရမှာဖြစ်တယ် ပိုဆိုးတာက Real Madrid ကလည်းဒါကျွန်တော်ခိုင်းလို့ဒါပုံရှုခွက်ချိုးစိတ်ဝင်စားတာမဟုတ်ဘဲနဲ့ဒါ William Saliba မှာ Saliba ဖြစ်နေတဲ့ Sporting စိတ်ဝင်စားမှုကြောင့်မလို့ဒါ agent ကလည်းကြိုက်တယ်လို့ဈေးကင်လို့ရသွားတယ်လို့ပြောလို့ရတယ်မှာပါတယ်။အဲ Arsenal ပြည်သက်တွေကလည်းအကုန်လုံးကလည်း Saliba ကိုချစ်တယ်။ကျွန်တော်ကတော့ကျန်တဲ့မပြောပါနဲ့ကျွန်တော်တို့ဘေးနားကကြီးရတူတော့ Saliba Arsenal နဲ့လုံးဝ fit တင်ဖြစ်နေပြီပေါ့နော်။ Saliba အကဲ Real Madrid ကိုပြောင်းသွားမယ်ဆို Saliba နေရာမှာအခုလိုမျိုးဒါကျွန်တော်တို့ market ဈေးတစ်ခုနဲ့လီလိုခံစမှုတစ်ယောက်ကိုဘယ်လိုအမြန်ဆုံးပြန်ဖြည့်မလဲ။ဒါကကျွန်တော်အနေနဲ့မိကုန်နေမိရမယ်တဲ့မှာပါတယ်။အဲ့တော့ ဆာလီဘာကိစ္စကထင်တယ်တော့လွယ်မယ်တော့မတည်ဘူးဒေးဗစ်အော်စတင်ပြောဖို့ဆိုရင်တော့ဒါကျွန်တော်အာဆုံသိနေအကြီးမားဆုံးကြိုးသားသွားမယ်လက်ရှိအာဆာရိုက်တာအန်ဒရီယာဘာတာရဲ့နံပါတ်1အကြောင်းအရာကအခုလက်ရှိမှာအာဆနိုသိကစားသမား3ယောက်ဆာဟုတ်တဒန်တိုးဖို့ပဲဒါကျွန်တော်တို့ဆာလီဘာဂေဘရီယယ်ဆာကာဆာကာကတော့တဒန်တိုးဖို့အတွက်အခြေအနေတွေကောင်းနေပြီးတော့စာချုပ်တဒန်မှာဆိုင်းထုတ်ဖို့လောက်ပဲကျန်တော့ပြီဆာကာတော်တော်လေးကိုမိုက်တယ်ဗျဆာကာရဲ့အေဂျင့်ဘရူလဲတော့မသိမယ်ဒီလိုကိစ္စမျိုးမှာဆာကာအငဲတန်းငိမ့်နေပေါ့နော်ဆာကာကိုလက်ရှိမှာစိတ်ဝင်စားတဲ့ကလပ်တွေရှိပေမဲ့ဆာကာဒီကိစ္စနဲ့ပတ်သက်ပြီးအငဲငင်းနေမှာပါတယ်ဂေဘရီယယ်တယောက်ကလက်ရှိမှာဒါဆာလီဘာနဲ့နီ လိုပဲသူ့ကိုယ်တိုင်စပေါ်တီကလပ်ပြီးတော်များစိတ်ဝင်စားပေမဲ့ KBL ကသူကတော့ဥရောပမှာပဲနေချင်တယ် KBL အနေနဲ့သူ့အနေနဲ့စာချုပ်တစ်ကိုချုပ်ဆိုဖို့ရှိအဲ့တော့လက်ရှိမှာစာချုပ်တစ်တွေထဲမှာတော်တော်လေးကိုခက်ခဲမနေတာကဆာလီဘာဖြစ်ပြီးတော့ဆာလီဘာနဲ့ပတ်သက်ပြီးအခုလက်ရှိမှာတရားဝင်ဆွေးနွေးခန်းတွေဖွင့်နေပြီဒါပေမဲ့ Real Madrid ကလည်းအခုချိန်မှာတရားဝင်ဆွေးနွေးခန်းတွေဖွင့်ထားပြီးတော့သူတို့အနေနဲ့ option တစ်ခုပေါ့နော်ဒါ ZP ပြီးဝယ်လို့ရရင်ဝယ်လို့ရမယ်မဝယ်လို့မရဘူးဆိုရင်တော့အလွတ်နဲ့ပြောင်းရွှေ့ဖို့အတွက်အခုကတည်းကကြိုးစားတော့မှာဖြစ်တယ်အဲ့တော့ William Saliba နဲ့ပတ်သက်ပြီးတော့ Arsenal သင်းကတရားဝင်စာချုပ်တစ်ချုပ်ဖို့အတွက်တရားဝင်ဆွေးနွေးနေပြီဖြစ်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီး update ရှိ ရင်လည်း update ရှိတဲ့တို့ကျွန်တော်အနေနဲ့ video လေးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲကြိုးတင်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်စုံမောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲတောင်းပန်ပြီးပါဦး ဘလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 30.0နဲ့ DB4 တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 30.0နဲ့ DB4 တွေလင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ် မြန်မြန်လေးလည်းကလစ်ဖို့မမိကြပါနဲ့။မြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်။အားလုံးပဲကြိုတူပါရဲကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောက်ပြီးနေပဲကျွန်တော်တို့နောက်မှာ AC တူကြတာပေါ့။ဒေဗော်ဗျ။